ခြေခီးရတက်နိုင်တယ်လို့လဲဒီချက်မကအများကြီးဆက်ပြီးတော့လူသွားဖို့ရအတွက်ခြေခီးအများကြီးဆက်ပြီးတော့စူးစမ်းနေတယ်အဲဒါလေးကိုလုံနိုင်ဖို့ရအတွက်ဆိုလို့ရှင်ခြေခီးရဒီ career ပိုင်းဆိုလို့ရှင်ဒီတချင်းလောက်တာပေါ့နော်ဒါလေးကတော့23ရက်နေ့ဆိုလို့ရှင်ခြေခီးဘန်ကောက်မှာဒီ charity လုပ်ဖို့ရအတွက် show ပွဲ တွားပြီးတော့ပါဝင်ရမယ်အဲ့ဒီအတွက်လည်းဖျားတခင်ကိုကျေးဇူးတင်တယ်အဲနောက်တစ်ခုကတော့26ရက်နေ့မှာလဲချင်းမိုင်မှာ charity event ပဲဒါဒီနောက်မှာလဲတွားဖြောင်ပြေးဖို့ရှိရဲအဲဒါလေးတွေလည်းအများကြီးလို့ဖို့ရှိတယ်လို့အခု JK ရဲ့ Miss Grand Myanmar organization ကနေပြီးတော့ schedule လုပ်ထားတဲ့ဟာတွေလည်းရှိရဲပေါ့နော် JK Sophia မြန်မာ star တချင်းစုံပြန်ပွဲကစားလို့ပရိတ်သတ်တွေသတိထားမိလာတဲ့သူဖြစ်ပြီးမြန်မာ star ပြန်ပွဲပြီးတဲ့နောက်မှာလဲသူမဟာ Miss Grand မြန်မာအလှမယ်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ရာကနေ ဝင်နာဆုကိုရရှိခဲ့ပြီးနောက် Miss Grand International 2025မှာစက်ပြီးရှင်ပြိုင်ခဲ့တဲ့အတွက် JK Sophia ကိုလူတိပုံများလာတာဖြစ်ပါတယ် JK Sophia Miss Grand Myanmar JK Sophia ဟာဒူမရဲ့ဇာတိမြေဖြစ်တဲ့ချမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ရောက်လာပြီးနိုဝင်ဘာ9ရက်နေ့မှာကိုခိုင်မျိုးက ပြီးပါမဲ့ဂေဟာနဲ့မတန်ဆွမ်းကြောင်းတွေကိုတွားရောက်ခဲ့ကြောင်းခုလိုပြောပါရယ်အခု JK ကတော့ဒီ ကုတ်ခိုင်ကိုရောက်နေတာဖြစ်ပါတယ်ဒီကုတ်ခိုင်နားမှာဆိုလို့ရှိရင်မနေ့ကနေ့လယ်နေနာရီလောက်ရောက်တယ်ပေါ့နော်ကားနဲ့ကိုယ်တိုင်အဖေတို့နဲ့လာခဲ့တယ်အရောက်တာနဲ့ပဲခြေခေတို့ဒီမိပမဲ့ဂေဟာဘက်ကိုအရင်ဆုံးဥတီသွားတယ်သွားပြီးတဲ့နောက်မှာတော့ဒီညနေပိုင်းမှာစန်းစာတင်တန်းចောင်းသူចောင်းသားတွေလေးတွေနဲ့ကိုခြေခေတို့ဒီမိတ္တဟာရပေါ့နော် interaction လေးကိုခြေခေတို့မနေ့ညည9နာရီလောက်မှာလုပ်ခဲ့တယ်အပြီးတော့ခါဒီမနေ့ဆိုလို့ရှိရင်လည်းအခုခြေခေတို့ကဒီဂေတရှိရခြေခေတို့ရဲ့ဒီမတန်ဆန်းចောင်းလေးမှာ လာရောက်ခွင့် ရတဲ့အတွက်အဲတအားဝမ်းမြောက်ပါတယ်ဟုတ်ဒီလိုလူမှုကွန်ရက်ဆောင်ရွက်ရေးအလုပ်တွေကိုပါဝင်ဆောင်ရွက်ရတဲ့ဒုမရဲ့ခံယူချက်ရည်ရွယ်ချက်တွေကိုလည်းအခုလိုပဲပြောပြပါတယ်အခုကတော့တအားပြောရဲပေါ့နော်နေ့တိုင်းကိုကိုကအမ်ခီးပန်းနေဆိုပေမဲ့လည်းအေးခီးပန်းတာတော့မေ့သွားတယ်အဲ့လောက်ထိတော့ဖြစ်တယ်ဒီမှာရှိတဲ့ JK တို့ရဲ့ညီကောင်မောင်နှမလေးတွေနဲ့လည်းအများကြီးတွေ့ရတယ်သူတို့ um သူတို့စီကနေတောင်ပို့ပြီးတော့ခွန်အားရနေတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အဲသူတို့လေးတွေကိုလည်းခြေခေတက်နိုင်တယ်လောက်ပေါ့နော်အဲလူပေးချင်နေပြီးတော့ခါသူတို့စီကလည်းခွန်အားရတယ်တမီးကလည်းသူတို့ကိုခွန်အားချင်းဖလှယ်တယ်ပေါ့နော်အဲ့ဟာခြေခေတို့ရဲ့ဒီကဘာကြီးပို့ပြီးတော့ချစ်ချင်းမြတ်တာတိုးပွားဖို့ရဲ့အတက်ပဲဖြစ်တယ်ပို့ပြီးတော့တိုးတက်ဖို့ရဲ့အတွက်ဖြစ်တယ်ပေါ့အဲ့လိုတော့ရှိပါတယ်အဲပြီးတော့ဒီပရာဟိတကလည်းငငယ်လေးတုန်းကတော့ခြေခေကတော့အဲပေကန်ချင်းမတိုင်ခင် ကစီကုတ်တယ်ကစီကုတ်တယ်တော့လေအခု JK ရဲ့မိသားစုမှာဆိုလို့ရှိရင်အဖွာတို့အဖေအမေတို့ဆိုလို့ရှိရင်အမြဲတမ်းပေးကမ်းခြင်းကိုလုပ်တယ်အဲလှုပ်ခြင်းကို JK တွေ့တဲ့အချိန်မှာပြောင်းလဲသွားတယ်ပေါ့နော် JK ရဲ့ခံစားချက်မှာအော်ပေးကမ်းခြင်းဆိုတာဒီလိုပါလားကိုပေးလိုက်တဲ့ဟာကိုကပြန်ရယူတာမဟုတ်ပဲနဲ့ပေးပဲပေးမယ်ပြီးတော့သူတို့ရဲ့ဘဝအတွက်ကောင်းဖို့ရန်အတွက်ပေါ့နော်ဒီအရာလေးတွေအများကြီးဆက်ပြီးတော့လုပ်သွားချင်ပါတယ်ဟုတ် JK Sophia ဟာ ဒုမရဲ့အဓိကမရှင်ဖြစ်တဲ့ချစ်ရှင်မြတ်တာတိုးပွားဖို့အတွက်ဒုမအများကြီးစူးစမ်းဖို့လိုအပ်တယ်လို့ တို့မှရှေ့ဆက်လုဆောင်မဲ့အကြောင်းအရာတွေကိုလည်းအခုလိုပဲပြောပြခဲ့ပါတယ်။ဟုတ်ကဲ့အခု JK ရဲ့အဓိက mission ဖြစ်တဲ့ဒီချစ်ချင်းမေတ္တာကိုတိုးပွားတာပေါ့နော်။ဒါလေးကိုဆက်လုသွားဖို့ရန်အတွက်ဆိုလို့ရှိရင် JK ဘက်ကနေပြီးတော့လည်းအများကြီးစူးစမ်းဖို့လိုတယ်လို့အခုဆိုလို့ရှိရင် JK ဒီ Miss Grand Myanmar Miss Grand International လက်ပြီးရော JK ကတော့ဒီမရက်မနာပေါ့နော်။ကိုယ့်ရဲ့လှုပ်ရှားရှိတာကိုဆက်လုနေတယ်။အဲတချင်းလေးတွေလည်းအများကြီးဖန်တီးဖို့ရှိပါတယ်။ဒီတချင်းတွေကဆိုလို့ရှိရင်ချစ်ချင်းမေတ္တာကိုအဓိကဦးထားမယ်။ဖခင်ကိုအဓိကဦးထားမယ်။အဲ့ဒီက ောင်နားထောင်ခြင်းအားဖြင့်လူတစ်ယောက်ရဲ့စိတ်ခံစားချက်မှာ entertain လည်းဖြစ်မလို့အတိတ်ပဲလည်းရှိစေရမယ်လို့ JK ကတော့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့ကြိုးစားဖို့ရှိရဲပြီးတော့လည်း JK ရဲ့တက်နိုင်တဲ့လောက်လည်းဒီချက်မကအများကြီးဆက်ပြီးတော့လူသွားဖို့ရန်အတွက် JK အများကြီးဆက်ပြီးတော့ကြိုးစားနေတယ်အဲဒါလေးကိုလုံနိုင်ဖို့ရန်အတွက်ဆိုလို့ရှိရင် JK ရဲ့ဒီ career ပိုင်းဆိုလို့ရှိရင်ဒီတခြင်းလောက်တာပေါ့နော်ဒါလေးကတော့23ရက်နေ့ဆိုလို့ရှိရင် JK ဘန်ကောက်မှာဒီ charity လုပ်ဖို့ရန်အတွက် show ပွဲ တွားပြီးတော့ပါဝင်ရမယ်အဲ့ဒီအတွက်လည်းဖျားတခင်ကိုကျေးဇူးတင်တယ်အဲနောက်တစ်ခုကတော့26ရက်နေ့မှာလဲချင်းမိုင်မှာ charity event ပဲဒါဒီနေ့မှာလဲတော့ဖြောင်းဖြေးဖို့ရှိရယ်အဲဒါလေးတွေလည်းအများကြီးလုပ်ဖို့ရှိတယ်လို့အခု JK ရဲ့ Miss Grand Myanmar organization ကနေပြီးတော့ schedule လုပ်ထားတဲ့ဟာတွေလည်းရှိရယ်ပေါ့နော်အဲဒါလေးကိုကြာတော့အဲသူကရက်အတိအကျရရတဲ့ချိန်ကြလို့ရှင်တစ်ချက်ပြန်ပြောပြမယ်လို့တော့ပြောရယ်အဲမနေ့ပြန်ကြလို့ရှင်နမ်ခမ်းပြန်မယ်နမ်ခမ်းမှာလဲ JK ရဲ့ဒီ Prahita လုပ်ငန်းလေးတွေရယ် JK တို့ရဲ့အဲလူရဲ့ဘဝမှာအ ရေးကြီးတဲ့ကူညီဖက်တစ်ခုပေါ့နော်ဒီဆေးရုံရှင်ရာ hospital မှာလဲကြေကြေတွားပြီးတော့ပါဝင်လှုပ်ဆောင်ဖွင့်ရအတန်းနည်းနည်းလေးရှိရယ်အမ်လောက်ဆရာတွေတော့နည်းနည်းတော့များတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုလှုပ်ဖို့ရန်တက်ပဲ JK ကိုဖះကဒီအဲတာဝန်တစ်ခုပေးတယ်ပေါ့နော်အဲ့ဒီတက် JK တအားဂုဏ်ယူပါတယ် Miss ပြိုင်ပွဲနဲ့ပတ်သက်တဲ့ခံယူချက်အမြင်ကိုလည်း JK Sophia ကအခုလိုမျှဝေ ပြောပြပါဗျာဟုတ်ကဲ့အခု JK တို့ဒီ Miss ပြိုင်ပွဲတွေကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်အဓိကတော့ကိုကိုကိုချစ်ပါကိုကိုကိုလေးတော့သူများနဲ့တော့မနိုင်နဲ့ဘာလို့လဲဆိုတော့ဖရာတခင်ကကိုကို unique ဖြစ်အောင် special ဖြစ်အောင်ကိုဖန်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်အဲကိုဒီ လာနီကိုဒီတက်နိုင်နီကိုဒီဖြစ်နိုင်နေတာပဲအဲဖြစ်တဲ့အတွက်ကြောင့်အကိုစီမှာရှိတဲ့ဟာလေးတွေကိုချစ်ချင်းမြတ်တာနဲ့ချပြပါဒီ miss ပြိုင်ချင်းကလည်းကိုရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတော့ကြည့်ခဲ့အရင်ဆုံးကိုကိုကိုစမ်းစစ်ခိုင်းစေချင်တယ်အဲကိုရဲ့ရည်ရွယ်ချက်ကိုဥတီရပြီဆိုလို့ရှိရင်ကိုတခြားလုံးမဲ့ဟာတွေရတစ်ခုပြီးတစ်ခု လေကတိလိုပဲ ပေါ်လာမယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကနေပြီးတော့အမြဲတမ်းစ조사နေရမယ်ကိုပါတီဖြစ်စေမပါတီဖြစ်စေလူတယောက်မှာကိုယ့်ရဲ့ quality ဆိုတာရှိရဲ့အဲ့ဖြစ်တဲ့အတွက်ကြောင့်သူများအနေနဲ့လည်း nine ရှင်ဆရာမလို့ကိုမရလို့လည်း one နဲ့ဆရာမလို့ဘူးအဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်စီမှာရှိတဲ့အကောင်းဆုံးချပြပါချစ်ချင်းမြတ်တာများများပို့ပြပါအဲ miss ဆိုတာကတော့ JK ရဲ့အမြင်မှာတော့ဒီ message ပေးတဲ့ platform အကြီးကြီးတခုလို့မြင်တယ်။အဲဖြစ်တဲ့အတွက်ကြောင့်ကို message ပေးချင်တာပါလေ၊ကိုယ့်ရည်ရချက်ကပါလေ။ပြီးတော့ခုနကြီးခေပြောတယ်လို့ပဲပေါ့နော်။အလူတယောက်မှာအများရန်စူးစမ်းနေရဆိုလို့ရှိရင်ဖះနဲ့အတူစူးစမ်းနေရဆိုလို့ရှိရင်လမ်းလွဲခြင်းလုံးဝမရှိဘူး။ redirection ပဲရှိမယ်။ကိုကိုကိုနဲ့အလိုက်ဖက်ဆုံးနေအောင်ဖះတကယ်လမ်းပြပေးလိမ့်မယ်ပေါ့နော်။ကိုလည်းစူးစမ်းပါမစူးစမ်းလို့လည်းမရပါဘူး။ဖះတနေလို့လည်းမရပါဘူး။ဒါကြောင့်မလို့စူးလည်းစူးစမ်းပါ။စုလည်းများများတောင်းပါ။ပြီးတော့လည်းကိုကိုကိုပြန်ဆက်စစ်ပါ။ ဒါကတော့အဓိကသုံးချက်ဖြစ်ပါတယ်ဒီသုံးချက်ရလို့ရှင်ကိုယ့်ရဲ့အောင်မြင်မှုကိုစုခူးဖို့အချိန်မရွေးပါပဲ